အားလုံးမင်္ဂလာပါခင်ဗျာဗော်ဒူးနေညနဲ့ကြာတာပရီနီမနက်မှာဆိုလို့ရှိရင်လေဒါလာလီဂါပွဲစဉ်တွေရဲ့ကိုပါအီတလီယာဖိုင်နယ်ပွဲစဉ်တွေရှင်ပြိုင်ကစားဖို့ရှိပါတယ်ဆိုတော့ထုံးစံတိုင်းအာပေါ်ဂျိုသုံးသက်ခမန်းရွေးချယ်မှုလေးပြုလုပ်ပေးကြပါတယ်အဆိုတော့လက်ရှိဒီရက်ကဒီရက်တွေရပါဘောနော်လာလီဂါရဲ့တန်းစင်းစုံကအသင်းတွေရဲ့အပွဲစဉ်တွေရှင်ပြိုင်ကစားဖို့ရှိတဲ့အတွက်ကြောင့်ပေါ့နော်အတန်းစင်းစုံရဲ့ရုံအားလေးတွေကိုကျွန်တော်တို့ဒါကြည့်ရမယ့်ပွဲစဉ် စိတ်ဝင်စားဖို့လည်းကောင်းပါတယ်ဆိုတော့ဒီနေ့ည7:00နာရီမှာဆိုလို့ရှိရင်လည်း Alavers နဲ့ဒါ Valencia အသင်းတို့ရဲ့ပွဲစဉ်ရှိနေတယ်လို့ဒါ Villarreal နဲ့တက်ဆင်းစုံတွေကယုံထွက်မဲ့ Liganas တို့ရဲ့ပွဲစဉ်တွေရှိနေပါတယ်ဆိုစိတ်ဝင်စားဖို့ကောင်းပါတယ်မနေ့ကလည်းအကွန်ညီကိုရီ okay ကြမယ်လို့ထင်ပါတယ်ကျွန်တော်မနေ့က free poison တပွဲမှာဆိုလို့ရှိရင်လည်းအ civila body နဲ့ civila go အောက်ကိုရွေးချယ်ပေးခဲ့တာအ okay ကြမယ်လို့ထင်ပါတယ်နှစ်ပွဲလုံးအ okay ခဲ့တာမျိုးရှိတယ်ပေါ့နော်တပွဲထဲမှာအ ှစ်ခုလုံးပေါ့နော်နှစ်ကွက်လုံး OK ခဲ့တာမျိုးရှိပါတယ်။ OK ဆိုတော့ဒီနေ့မှလည်းကျွန်တော် La Liga တန်းစင်းစုံတွေက Alavés နဲ့ Valencia ရဲ့ပွဲစဉ်လေးကို free ပွဲစဉ်လေးအဖြစ်ရွေးချယ်တုံးသက်တင်ဆက်ပေးသွားမှာလည်းဖြစ်ပါတယ်။ကျန်တဲ့ပွဲစဉ်တွေကိုတော့ထုံးစံတိုင်းကျွန်တော်ရဲ့ member group လေးထဲမှာအာတင်ဆက်ပေးသွားမှာလည်းဖြစ်ပါတယ် member group လေးကို join ရနေညီကိုတွေအတွက်လည်းကျွန်တော် Fiverr number လေးချပေးထားတာမျိုးရှိပါတယ် okay ကျွန်တော်တို့ဒါ Alavés နဲ့ Valencia အသင်းရဲ့ပွဲစဉ်ကိုတွားလိုက်ကြရအောင်ဆိုတော့လက်ရှိအမှတ်ပေးစရာကိုပဲကျွန်တော်အရင်ကြည့်ရမှာပေါ့နော်ဆိုတော့လက်ရှိအမှတ်ပေးစရာမှာဆိုလို့ရှိရင်တော့ နေ့ကစီဗီလာနဲ့ကီရိုနာကအနိုင်ရရှိသွားတာဖြစ်တဲ့အတွက်ကိုတန်းစင်းစုံကလွတ်သွားပြီလို့ပြောလို့ရတယ်။ဒါကြောင့်လက်ရှိတန်းစင်းစုံထဲမှာဆိုလို့ရှိရင်တော့ဒါအက်စပန်ညိုလောက်ထိကတော့ပြောလို့မရသေးတဲ့အနေအထားမျိုးမှာရှိတယ်။ဒါပေမဲ့အက်စပန်ညိုကလည်းလက်ကျန်၃ပွဲမှာတမှတ်လောက်ရယူနေတဲ့တန်းစင်းစုံကလွတ်မှာဖြစ်တဲ့အတွက်ကိုတန်းစင်းစုံထဲမှာတော့အလာဗတ်စ်ရဲ့လီဂနက်စ်ရဲ့လက်စပါမတ်စ်ရဲ့၃သင်္ကာတော့ ဘယ်နှစ်သင်းကတန်းဆင်းသွားရမလဲစိတ်ဝင်စားဖို့တော့ကောင်းနေတယ်။ဆိုတော့လက်ရှိ Alavers ကအမှတ်ပေးစရာရဲ့အဆင့်18နေရာမှာရမှတ်35မှတ်နဲ့ရပ်တည်နေတယ်။ဆိုတော့ Alavers အနေနဲ့လက်ကျန်၃ပွဲမှာအနည်းဆုံးရမှတ်6မှတ်လောက်စုဆောင်းနိုင်မှတာတန်းဆင်းဆောင်ကလွတ်မြောက်နိုင်မယ့်အနေအထားမျိုးလေးရှိပါတယ်။ဆိုတော့တစ်ဖက်က Valencia အသင်း Valencia အသင်းကတော့နောက်ပိုင်းပွဲစဉ်တွေမှာရလက်ပိုင်းနေကောင်းပြီးတော့တန်းဆင်းဆောင်ကနေလွတ်သွားပြီးတော့ဒါအမှတ်ပေးစရာရဲ့အဆင့်17ကိုတောင်ရောက်သွားပြီးရမှတ်အပြင်45မှတ်ဆိုတော့ လင်စီယာတင်းရတော့ရမှတ်မလို့တော့ပဲနဲ့တတ်တောင်တတ်တာနဲ့ဒါဖီအားကကင်ကန်အမယ်ပွဲစဉ်လည်းဖြစ်ပါတယ်ဆိုတော့သူတို့နှစ်တင်းရဲ့ပထမအကြိုအတွေ့ဆုံမှုကိုကြည့်မယ်ဆိုလို့ရှိရင်တော့ဗလင်စီယာတင်းရဲ့အိမ်ကွင်းမှာဒါအလာဗတ်အနေနဲ့တစ်ဖက်နှစ်ကိုးစီဆိုတဲ့တေးရလက်ထွက်ပေါ်ခဲ့တာမျိုးရှိပါတယ်ဆိုတော့ကျွန်တော် recent form လေးကိုကြည့်အောင်ဆိုတော့ Alavas လဲတန်းစစ်စုံကနောက်ပိုင်းပွဲစဉ်တွေမှာရုန်းကန်နေတာဖြစ်တဲ့အတွက်ကိုနောက်ပိုင်းပွဲစဉ်လေးတွေကရလက်ပိုင်းလေးတွေကောင်းလာတယ်။အာစီဗီလာနဲ့1-1တည်ကြတယ်။ဆိုစီဒက်ကို1-0နဲ့နိုင်အောင်ကန်နိုင်ခဲ့တယ်။ အတလက်တီကိုမက်ဒရစ်အသင်းကိုလည်းစီးစီးဆိုပြီးတော့တေးတမှတ်ရရှိအောင်အသင်းကြီးတီကိုစီကနေပြီးတော့ခွဲယူနိုင်ခဲ့တာမျိုးရှိတယ်။နောက်ဆုံးရှင်းပြန်ကစားခဲ့တဲ့ပွဲစဉ်မှာတော့ Bilbao 1-0နဲ့ရှုံးခဲ့တာမျိုးတော့ရှိတယ်။ဒါက Alavés ရဲ့ recent form တစ်ဖက်က Valencia အသင်း Valencia အသင်းကကျွန်တော်ရှေ့ရပြောလို့ပဲရလပိုင်းနေကောင်းနေတာဖြစ်တယ်။နောက်ဆုံး၅ပွဲမှာရှုံးပွဲမရှိဘူး။ Sevilla ကို9နဲ့ အော်ဗယ်ကာလုံနဲ့1-1တေချာတယ်အစပန်ယုံနဲ့1-1နောက်ဆုံးနှစ်ပွဲမှာဆိုလို့ရှိရင်တော့လက်စပါမတ်စ်ကို3-2နဲ့နိုင်တယ်ပြီးတော့ဂီတာဖေးကို3-0နဲ့နိုင်ပြီးတော့တန်းစင်းစုံကနေပြီးတော့ဒါရုံးထွက်သွားတဲ့ဗလင်စီယာအသင်းရလက်တွေပေါ့နော်ရလက်ပိုင်းတော်တော်လေးကောင်းနေပါတယ် Okay ဆိုတော့ကျွန်တော်တို့အဲဒီနှစ်သင်းရဲ့ကျွန်တော်တို့ line up ကိုကြည့်မယ်ဆိုလို့ရှိရင်တော့အာစောင့်ကြည့်ရမယ့်ကစားသမားတွေအနေနဲ့ကတော့ဒါ Alavas အသင်းဘက်ကဆိုလို့ရှိရင်တော့ Tyson Mu Garcia ဒီပွဲစဉ်ကိုပွဲထွက်လာမှာဖြစ်တယ် Garcia လည်း DRD မှာ ဒါ Alavas အသင်းအတွက်ကို16တိ19တိတွင်းယူပေးထားတာဖြစ်တဲ့အတွက်အဓိကစောင့်ကြည့်ရမယ့်တိုက်စင်မှုအတောင်မန်ဒီမှာဆိုလို့ရှိရင် Vinces တို့ဒါအဲ Elina တို့ပွဲထွက်လာမှာဖြစ်တဲ့အတွက်ကို Alavas အသင်းရဲ့လူစင်းကတော့တောင့်တင်းတယ်ကွင်းလယ်နဲ့နောက်တန်းကတော့ထုံးစံတိုင်းအဓိကကစားသမားတွေနေပဲပွဲထွက်လာဖို့ရှိတယ်အတအင်ဂျူရီကင်းစင်နေတာမျိုးတော့ရှိတယ်အတဖက်က Valencia အသင်းကတော့ကွင်းလယ်ကစားသမား Goria ဒီပွဲစဉ်ကိုပွဲပယ်ပြစ်ဒဏ်ကြောင်း လွဲချော်ဖို့ရှိတယ်အာတိုးတော်လဲဗလင်စီယာအတင်းလဲဒီကစားသမားကလွဲလို့ဂျန်နက်ကစားသမားတွေကတော့အာ injury ကင်းစင်နေတာမျိုးရှိတဲ့အတွက်စိတ်ဝင်စားဖို့တော့ကောင်းပါတယ်ဆိုတော့ဒီနေ့ထားမှာဗလင်စီယာကရမှတ်မလို့တော့ပဲဖီယာကင်းနဲ့ကန်ရမယ့်အနေထားမှာတော့အလာဗတ်ကတော့ရမှတ်လို့အချက်တော်လေးမြင့်မားနေတာမျိုးရှိတဲ့အတွက်ဒီပွဲစဉ်မှာအလာဗတ်ဘလို့အကျော်ပေးမှုလေးပေးထားလေ99ထိုက်တဲ့အကျော်ပေးမှုမျိုးပေးထားရဲ့လားကျွန်တော် ကြည့်ရအောင်လက်ရှိထွက်ပေါ်လာတဲ့အကျော်ပေးမှုရဆိုလို့ရှင်တော့အလာဗတ်ကတော့အိမ်ဝင်းကနေပြီးတော့ level 80လောက်ထိအပြင်းပြင်းထန်ထန်လေး ေးရတာမျိုးရှိတယ်ဗလင်စီယာကိုပေါ့နော်ဗလင်စီယာခြေတက်နေတဲ့ဗလင်စီယာကိုအင်ဂွေးမှာပေးထားတယ်ဒါကလည်းအလာဗတ်စ်အနေနဲ့ရမှတ်လို့အချက်မြင်ပါတဲ့အတွက်ဒီလိုမျိုးပြင်းရှားတဲ့ဂျင်းမျိုးလေးပေးထားတယ်ဆိုတော့ဒါကအအလာဗတ်စ်အတွက်ပေါ့နော် ပြင်းရှားတဲ့ဂျင်းမျိုးသူထက်ဂျေးတန်းမြင့်နဲ့ဒါအိုဆာဆူနာတို့ရီယယ်ဘတ်တစ်တို့ဗလင်စီယာနဲ့တွေ့ဆုံတုန်းကပေးတဲ့ဂျင်းမျိုးတိုင်းပေးထားတာဖြစ်တဲ့အတွက်ကိုအလာဗတ်စ်အနေနဲ့ဒီပွဲစဉ်မှာပြင်းရှားတဲ့ဂျေးကြောပေးမှုနဲ့အတူပေါ့နော်ရမှတ်တုံးမှရရှိသွားမလား စိတ်ဝင်စားဖို့တော့ကောင်းတယ်ဂိုးပေါင်းကြီးရကြည့်မယ်ဆိုလို့ရှိရင်တော့နှလုံး20အရှုံးဆိုတာမျိုးလေးပြီးထားတာမျိုးရှိတယ်ဆိုတော့ဥရောပကကျွန်တော်တို့ဒါကြီးနေရှင်ကြည့်မယ်ဆိုလို့ရှိရင်လည်းနှစ်သင်းလုံးဂိုးသွင်းနိုင်ကြီးရှိလားမရှိလားပေါ့နော်ကျွန်တော်တစ်ချက်ကြည့်မယ်ဆိုရင်တော့ voting to score မှာအာ2.09 09လောက်ပြီးထားတာဖြစ်တဲ့အတွက်ကိုနှစ်သင်းလုံးဂိုးသွင်းနိုင်ဖို့ရာခိုင်နှုန်းကတော့နည်းတယ်လို့ပြောရမှာလေဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့အဲအင်ဂွင်းအဝေးကွင်းဖောင်လေးကိုတစ်ချက်ကြည့်အောင်ဆိုတော့ Lavas အနေနဲ့ကဒီရာဒီအင်ဂွင်းကစားခဲ့တဲ့ပွဲစဉ်တွေမှာဆိုရင် စက္ကနပွဲကစားပြီးထားပြီးတော့၅ပွဲနိုင်တယ်၅ပွဲတည်ကြပြီးတော့ခုနှစ်ပွဲပဲရှုံးနာတာဖြစ်တဲ့အတွက်ကိုအလာဗတ်ရဲ့အင်ဝင်ကစားအားလီရတော့အဲရလပိုင်းကောင်းတယ်လို့ပြောရမှာလည်းဖြစ်ပါတယ်ဆိုတော့ဗလင်စီယာအသင်းရဲ့ကျွန်တော်အဝေးကွင်းဖောင်းကိုကြည့်ရအောင်ပေါ့နော်ဗလင်စီယာအသင်းကတော့ဒီရသည်အဝေးကွင်းဒါစက္ကနပွဲကစားပြီးထားတဲ့အချိန်မှာနှစ်ပွဲပဲနိုင်တာတယ်တည်ရရှိပွဲကြထားတယ်ခုနှစ်ပွဲထိရှုံးနာတာဖြစ်တဲ့အတွက်ဗလင်စီယာအသင်းရဲ့အဝေးကွင်းရလပိုင်းလေးတွေကတော့မကောင်းတာမျိုးရှိတယ်ဆိုတော့ level 90ဆိုတဲ့အကျော်ပေးမှုမှာကျွန်တော်ကတော့ဒီပွဲစဉ်မှာ Alavas ကိုပဲရွေးချယ်တင်တယ်လို့ထင်တယ် Alavas အနေနဲ့ဒါပေးတင်ပေးတိုက်တဲ့ကြီးထက်ပြင်းရှားတဲ့ကြီးမျိုးပေးထားတာလည်းတကြောင်နောက်တစ်ချက်ကတန်းစင်းစုံကလွတ်မြောက်ဖို့ဆိုလို့ရှိရင်တော့လက်ကျန်၃ပွဲမှာကျွန်တော်ရှေ့ရပြလို့ရမှတ်6မှတ်စုဆောင်းမှုလိုအပ်နေရမျိုးရှိတယ်ဒါကြောင့်အင်ဝင်းမှာကစားရမယ့်ပွဲစဉ်မှာတစ်ဖက်ကဖိအားကင်းပြီးရမှတ်မလို့တဲ့ Valencia ကို အနိုင်ယူမယ်အနိုင်ယူနိုင်မယ်လို့ကျွန်တော်ထင်တယ်ပြီးတော့ဒီရသည်အလာဘတ်ရဲ့အင်ဝင်ကစားပုံလေးကြီးကောင်းနေတာလည်းတချောင်းပေါ့နော်ကျွန်တော်အလာဘတ်ကိုရွေးချယ်ပေးချင်တာမျိုးတော့ရှိတယ်နောက်တစ်ချက်ကတော့ကျွန်တော်ရှေ့ရသွေးလို့ဂိုးပေါင်းကြီးအရာကြီးမယ်ဆိုလို့ရှိရင်လည်းဒီပွဲစဉ်ကဥရောပဝင်ရိုးမှာတူးလောက်ပေးရတာဖြစ်တဲ့တော့ပေါ့နော်နှစ်သင်းလုံးဂိုးသွင်းနိုင်ရရှိတဲ့အနေထားကိုတူးလောက်ပေးရတာဖြစ်တဲ့တော့ ဂိုးနဲ့သွားနိုင်ပွဲရှိရဲ့ပွဲစဉ်လို့ထင်ပါတယ်။ဒါကြောင့်ဒီပွဲစဉ်မှာတော့ကျွန်တော်ကတော့ Alavas Bori နဲ့ဂိုးအောက်ကိုရွေးချယ်ပေးချင်တာမျိုးရှိပါတယ်။ Okay ဆိုတော့ကြံတဲ့ပွဲစဉ်တွေကိုတော့ကျွန်တော်တို့ Member Group လေးမှာရွေးချယ်တင်ဆက်ပေးသွားမှာလည်းဖြစ်ပါတယ်။ Member Group လေးကို Join ခြင်းနဲ့ညီကိုတွေအနေနဲ့ကတော့ Viber Number လေးကိုအလှမ်းဟိုင်းပြီးတော့ Join လို့ရပါတယ်။တလလုံးကိုမှအရန်တတတော့ဈေးနှုန်းလေးဖြစ်တဲ့1000ကျပ်နဲ့ပေါ့နော်။အာဝင်ရောက်လို့ရပါတယ်။အာတလလုံးပွဲစဉ်တွေဘောเนาะကျွန်တော်မမဂရူလေးထဲမှာတပေါင်းချက်နဲ့ဒါဝင်ရောက်ကြည့်ရှုလို့ရမှာလည်းဖြစ်ပါတယ်စနစ်တင်းတွေပွဲများတဲ့ အပွဲစဉ်တွေမှာဆိုလို့ရှိရင်လည်းအကောင်ဆုံးတော့ရွေးချယ်မှုတွေနဲ့အတူမမကူလေးမှာတင်ဆက်ပေးရတာဖြစ်တဲ့အတွက်အ join နေတဲ့ညီကိုတွေ join လို့ရပါတယ်ညီကိုတွေအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ကြာတာပရင်းနေမနက်မှာလည်းအားလုံးပဲအဆင်ပြေကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ